ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်အမှတ်၅ရပ်ကွက်ကလူနေတဲရင်တရာကျော်ကိုအာဏာပိုင်တွေကကျူးကျော်တဲအဖြစ်သတ်မှတ်ပြီးအင်အားသုံးဝင်ရောက်ဖျက်ဆီးခဲ့တဲ့အတွက်အဲ့ဒီမှာနေထိုင်တဲ့မိသားစုတွေဒုက္ခရောက်နေကြပါတယ်ဒီအကြောင်းကိုတော့ကျွန်တော်တို့ဖွဲ့သားကိုခမောင်စိုးမင်းကဆက်ပြီးတင်ပြပေးပါလိမ့်မယ်ခင်ဗျာဒီလ22ရက်မနေ့လင်းကန်ဒီမှာရဲနဲ့စစ်သားတွေနဲ့အတူဆယံနေရာတွေတုံပြီးမယန်းကုန်းမြို့နယ်အတွင်းကအဲ့ဒီအမှတ်၅ရပ်ကွက်ကတဲအိမ်တွေကိုဖျက်ဆီးခဲ့ပါတယ် အဲ့ဒီမှာနေထိုင်ကြတဲ့သူတွေဟာသူတို့ရဲ့တဲအိမ်တွေရုတ်တရက်ဖျက်ဆီးခံခဲ့ရလို့ကိုလူယုံပြီးအ мян ဆင်းပြေခဲ့ရတဲ့အတွေ့ဒပိုင်းတနိုင်ပစ္စည်းတွေတောင်မှတဲယူနိုင်ခြင်းမရှိခဲ့ကြဘူးလို့သိရပါတယ်။အဲ့ဘမွေးဝင်လာပြီးတော့လမ်းခင်းတယ်သူလမ်းခင်းပြီးတော့အဲ့လမ်းလဲပေါက်လဲပေါက်ကလူပေါင်းများစွာအဲ့ဒီပေါ်တက်လာပြီးတော့အိမ်နဲ့ရွှေအိမ်နဲ့ရွှေအိမ်နဲ့ရွှေအိမ်နဲ့ဖဲအိမ်နဲ့ဖဲဆိုပြီးတော့အိမ်လိုဖဲခိုင်းတယ် ဖယ်ခိုင်းပြီးတော့ဘာလို့လဲဆိုတော့ပစ္စည်းတွေရွှဲ့လို့ရှိတယ်ကျိုးနဲ့ဆွဲပြီးတော့ဖြုတ်ချတယ်အိမ်ချောက်ရင်ကျိုးနဲ့ဆွဲပြီးဖြုတ်ချတယ်အဲ့ဒါနဲ့ကျိုးအိမ်ရှိအိမ်တွေကတချို့အိမ်တွေကပြိုကုန်ပြီတော့တော့ကိုင်တော့ကျိုးနဲ့ဆွဲဖြုတ်ချတယ်အဲ့ဒါနဲ့ကျွန်တော်တို့မထူးတော့ဘူးကဲရွှဲ့မယ်ရွှဲ့မယ်ကျွန်တော်ရင်ကျွန်တော်ဖြတ်ပါမယ်ဆိုတော့ရဆောက်ကလေးကျွန်တော်ရင်ကျွန်တော်ကိုယ့်အကိုဖြတ်ပြီးတော့တဲဘလို့တေးသေးချာချာပေးထားတာမရှိဘူးဟိုမနေ့9နာရီမှဝင်လာအဲ့ဘယ်ဖိုးကြီးကဝင်လာ ဲ့တော့ချွတ်ရင်ပြောဆိုလို့ရှိရင်ဖြတ်လို့မပြီးသေးဘူးမပြီးသေးတော့ဘာလို့လဲဆိုတော့လက်ထုံဆက်ကြီးတက်တင်းချချိတ်ပြစ်တယ်မင်းကဆိုလက်ထုံဆက်ကြီးနုံနေသွားတယ်ကုမ္ပဏီရဲ့မဲ့ရလို့ကျွန်တော်မသိလိုက်ဘူးမင်းကငါးနာရီဝင်လာတချို့အဲ့ရမနှိုးကြသေးဘူးငါးနာရီအဲ့ကျွန်မတို့အားချင်းအိုးခွတ်တောင်ဒါလို့မရပါဘူးကျွန်မတို့အားချင်းလမ်းမိမှအဲ့လမ်းဖမ်းမှဆိုတဲ့ပုံစံမျိုးနဲ့ကျွန်မတို့ဘလို့မှအမီလို့မရပါဘူးနေစရာလည်းမရှိပါဘူးကျွန်မတို့မှာ ကျွန်မပြောချင်တာကတော့ကျွန်မတို့ကတကယ်ဟုဒုက္ခရောက်တဲ့မိသားစုတွေပါတကယ်ဟုလည်းနေစရာမရှိတော့နေနေတဲ့လူတွေပါကျွန်မတို့မှနေစရာရှိပြီးနေနေတဲ့လူတွေမဟုတ်ပါဘူးအမတန်ဒုက္ခရောက်ပါတယ်ကျွန်မတို့မိသားစုတွေအားဆိုရင်အားလုံးအားလုံးပါပဲအဲ့ဒီဘလို့မှမငားနိုင်ဘူးအဲ့ဒါကြောင့်ကျွန်မတို့ကတောင်းဆိုခြင်းနဲ့သဘောကတော့ကျွန်မတို့တပြည့်အကိုကြီးဘာညာလည်းမတောင်းဆိုပါဘူးကျွန်မတို့ဒီတမှုဒီမှာနေပြရစီဆိုတဲ့နေစရာတိဟုတ်ပါပဲဒါပါပဲမင်းတို့ဒီနေ့ကပြော နင်းနေတာသွားနေလမ်းမင်းမှာအိမ်လည်းဖမ်းမယ်ဒီကွင်းထဲမှာအိမ်လည်းဖမ်းမယ်လို့သူကပြောပါတယ်ဒီနေ့လည်းအခုရှိတဲ့တစ္စည်းတွေဒီပြေတော့ကပ်ပုံထားမယ်ငါဒီနေ့လေးမှာမိုးတာနေတာပဲဖြစ်ဘလို့တုံးလဲအိတ်ရမယ်ဆိုတော့ကသူကလက်မခံတော့ဘူးကျွန်တော်တို့အဲ့ဒီလိုဖြက်စည်းခံခဲ့ရတဲ့တဲ့အိမ်တွေရှိတဲ့မြင်းနီယာဟာလေချောင်းပို့ဆောင်ရေးဌာနပိုင်မြင်းနီယာဖြစ်တဲ့အတွေ့ဖယ်ရှားပေးဖို့ဒီနေ့အစောပိုင်းဖေဖော်ဝါရီလကကြိုတင်အသိပေးခဲ့ပါတယ် အဲ့ဒီလိုသတိပေးစာရရှိခဲ့ပြီးနောက်တဲအိမ်မှာနေထိုင်သူတွေကဒီနှစ်မိုးအကုန်အထိသူတို့ကို ခွင့်ပြုဖို့သမရဥသိမ်းစိန်စီကိုအတနာခံစာပြင်သွင်းခဲ့ပါတယ်။အများစုကတော့ခွင့်ပြုချက်နဲ့နှစ်ပေါင်း20နီးပါးလောက်နေထိုင်လာကြသူတွေဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။